ကဲကျမရဲ့ပရိသတ်ကြီးမင်းညာပွဲတပွဲဖြစ်သွားတာအားလုံးလည်းတတော်လေးတိမယ်လို့ထင်နေပေါ့နော်မတိတဲ့သူတွေအတွက်တိတ်ပြီးမကြည့်လိုက်ရတဲ့သူတွေလိုင်းမကောင်းတဲ့သူတွေအတွက်အခုအကုန်လုံးပြီးသွားလို့အနှစ်ချုပ်လေးလာတင်ပြီးတာဇလန်းအစားတော့ထုံလုံးသူနဲ့ဒေါက်တာမာလီအကြီးကျယ်မင်္ဂလာဆောင်နေပေါ့နော်ခန်းခန်းနားနားမင်္ဂလာဆောင်နေမင်းသားတိုင်းကိုလည်းဒီသူတို့မင်္ဂလာဆောင်မှာမင်းသားမင်းသမီးတွေကိုအရင်လောက်ခိုင်းပြီးတော့ဗီဒီယိုကလစ်တွေနဲ့ လိုင်းပေါ်မှာအရန်အောင်မြင်သွားတဲ့မိင်္ဂလာဆောင်တစ်ခုပေါ့နော်မိင်္ဂလာဆောင်ပြီးတော့တပတ်တောင်မကြောက်ဒီကိစ္စဆာဖြစ်တယ်ပေါ့အဲ့ဒီမှာဖြစ်တာကဒီဒရိုက်တာဟောင်းကြီးရဲ့ ace ပေါ့နော်ဒီဒရိုက်တာဟောင်းကြီးရဲ့ ace ကိုတခြားမီဒီယာတွေကနေပြီးတော့ပြောကြတာပေါ့လေအဲမင်းသမီးကိုမယူဘဲနဲ့ပညာတတ်ဆရာဝန်မလေးကိုလက်ထပ်သွားတယ်အဲ့လိုမျိုးတွေပြောတဲ့အချိန်မှာဒီထုတ်လုပ်သူရဲ့ အရင် x ကနေပြီးတော့ပြန်ပြီးတော့ line ပေါ်မှာရှင်းရတာပေါ့နော်အဲအဲ့လိုမျိုးရှင်းရင်လည်းဘယ်လိုဖြစ်သွားလဲဆိုတော့အရင်ဆုံးဒီကိစ္စကဘယ်လိုစဖြစ်လဲဆိုတော့အရင်က director ဟောင်းအလုံးလေးတည်ကြမယ်ပေါ့နော်လွန်ပိုင်နေပွဲဖြစ်ထားတဲ့ဒရိုက်တာဒီဒရိုက်တာကနေပြီးတော့အဲသူအကြိုက်တွဲခဲ့တဲ့မင်းသမီးဟာအဲ သူ့ကိုမယူဘဲနဲ့တိတ်ခါရှိတဲ့ပညာတတ်တဲ့သူကယူတယ်ဆိုပြီးတော့ထပြောတယ်။အဲဒီအချိန်မှာသတင်းမီဒီယာအတူတွေကလည်းတန်ရောက်လိုက်ပြီးတော့ဒီမင်းသမီးကိုပေါ့နော်အဲစာပီနာမလဲဟူဘာညာတာရကာရင်းနဲ့ပေါ့နော်အရင်မင်းသမီးကိုနာမည်ပုတ်ချကြတယ်။အဲတော့မင်းသမီးကထပြီးတော့ post scout တက်တာပေါ့။သူကဒီထုတ်လုပ်သူနဲ့လွန်ခဲ့တဲ့၄နှစ်လောက်ကတွဲခဲ့တာဒီထုတ်လုပ်သူကလည်းအယောက်90လောက်နဲ့ဖောက်ပြန်နေအဲတော့သူစရိုက်ကို မကြိုက်လို့ပြင်မှာမဟုတ်လို့ဒီမင်းသမီးကထားခဲ့တာပေါ့နော်ဒီထုတ်လုပ်သူကထားခဲ့တာမဟုတ်ဘူးမင်းသမီးကထားခဲ့တာဆိုပြီးတော့အဲ့လိုပြောတယ်အဲ့လိုပြောတဲ့အချိန်မှာထုတ်လုပ်သူကမင်္ဂလာမဆောင်ရင်ညအထိသူ့စီကိုဖုန်းခေါ်တာ၄မိုင်ဒီကနေပြီးတော့နေနိုင်အောင်ကြိုးစားတာ၄လာမှန်းတာ၄စကရီရှော်ကြီးနဲ့ခြားပြလာရောအဲ့ဒီမှာ မင်္ဂလာဆောင်ထားတဲ့ပူပူနွေ့နွေ့ဇနီးမောင်နှံပွဲနေထားဖြစ်တာပေါ့ဟဲ့အဲလို့ထားဖြစ်တဲ့အချိန်ကျတော့နောက်တနေ့ကျတော့ဒီထုတ်လုံးသူကမင်းသမီးရောမင်းသမီးအမေရောတောင်းမနေအဲ့တော့အုံနီမီနဲ့ပို့စ်ကိုထားလိုက်မယ်ဆိုပြီးတော့မင်းသမီးကနေပြီးတော့အဲဒီထုတ်လုံးသူရဲ့ ace ကနေပြီးတော့ပြောတာပေါ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ငကိုတုံးကဒီမင်းသမီးကိုအမြင်ကတ်ခဲ့တဲ့ဒရိုက်တာတယောက်ရဲ့ဇနီး ပေါ့နော်။သူကမင်းသမီးကအရင်ကလေးကမကောင်းဘူးစကားတွေရှုပ်တယ်အတင်းနေပြောတတ်တယ်။သူ့ယောက်ျားကလည်းရုပ်ရှင်တွေမရရအောင်လုပ်တယ်အောက်လန်းနေနဲ့လုပ်တယ်ဆိုပြီးတော့မင်းသမီးကိုပြောတယ်။နောက်မင်းသမီးကလည်းတခြားသူတွေနဲ့ဖောက်ပြန်နေဆိုပြီးထရေးပြန်ရော။အဲ့ဒီအချိန်မှာမင်းသမီးကနေပြီးတော့ခုနကဒရိုက်တာရဲ့ဇနီးတင်ထားတဲ့ post ကိုပေါ့နော်။ထောက်ခံနေဆိုပြီးတော့နောက်ထပ်တစ်ယောက်ကလည်းဆိုတော့နောက်တစ်တယောက်ကလည်းထောက်ခံနေပါ냐ဘို့ဟဲ့အောက်လန်းနေတုံးနေဆိုပြီးတော့ ဘလာဘလာဘလာလာရှောင်းရေးတယ်ပေါ့အဲအဲ့လိုမျိုးတွေရေးတယ်ပေါ့အဲ့ဒီအချိန်မှာမင်းသမီးကနေပြီးတော့အဲ့ဒီဒရိုက်တာက ူဟာသူအရင်ချင်းမရှိလို့မအောင်မြင်တာသူနဲ့မဆိုင်ဘူးဒရိုက်တာရဲ့ဇနီးကထုတ်လို့သူကပ်ဖူးတာတွေဘာတွေပေါ့နော်အာကိုကြီးမင်းကစမလားအုံကောက်စစမလားပေါ့နော်အဲ့လိုမျိုးတွေစမှုစားကြွေးလိုက်ပေါ့နော်အဲ့လိုမျိုးတွေနဲ့မင်းသမီးကထားပြီး live တွေလွှင့်ရောအဲ့ဒီချိန်မှာအဲ့ဒီဒရိုက်တာရဲ့ဇနီးကနေပြီးတော့ငိုယိုပြီးတော့ live လွှင့်မင်းသမီးကစကားရှုံးလို့သူတို့လင်မယားကွဲကန်နေတယ်ဖြစ်တယ်ဆိုပြီးတော့လွှင့်အဲ့လိုမျိုးတွေရှုံနေရတဲ့ကြားထဲမှာဟာဘာထားဖြစ်လဲဆိုတော့နှင်းချိုလူယိုသွေးတရားပေါ့နော် အဲအဲ့သူကနေပြီးတော့ဆရာဝန်မလေးသူတငယ်ချင်းမှာသူကမှန်ပါတယ်ဆရာဝန်မလေးနဲ့သူနဲ့မိတ်ဆက်ပေးတာပဲမိတ်ဆက်ပေးထားပါတယ်ဆိုပြီးတော့ထုတ်လုပ်သူကမင်းသမီးနဲ့နိုဝင်ဘာ2020ကလေးရာနေပြတ်တယ်ထုတ်လုပ်သူဆရာဝန်မလေးအတိုင်းဝိုင်းအပြောချင်လို့မရလို့ဒီအတိုင်းဝိုင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့6လလောက်နေမှဆရာဝန်မလေးကလည်းအပြေပေးပြီးတော့ သူတို့တွဲကြတယ်ပေါ့ကွယ်တွဲပြီးတော့အခုနောက်ထပ်6လလောက်အတွင်းမှာယူလိုက်တယ်ဆိုပြီးတော့ I mean အဲဆိုတော့ကနေပြီးတော့ဆရာမမလေးဘက်ကနေပြီးတော့ထားရှင်းတယ်ထားရှင်းလင်းရှင်းရောအဲဒီ ace မင်းသမီးပေါ့နော်အရင်ကဒီထုတ်လုပ်သူရဲ့ ace မင်းသမီးကနေပြီးတော့ပြန်ပြီးတော့မဟုတ်ဘူးဆိုတဲ့အကြောင်းပေါ့နော်အဲမခံမရနိုင်နေဖြစ်ပြီးတော့ညာတွင်ချင်းထပ် live ဝင်ပြီးတော့ထားပြီးတော့ပြောရောအဲ့ဒီမှာ ဘယ်လိုဖြစ်လဲဆိုတော့နောက်ဆုံးဖုန်းဆက်တာကပေါ့နော်ဩဂတ်စ်လ10ရက်နေ့မနက်3:46ဆိုပြီးတော့ secret show ကြီးနဲ့ပြသွားတယ်အဲ့ဒီမှာမင်းအဲဒီအဆိုတော်ကပြောခဲ့တာကဂျာတော့ဒီဖုန်းဆက်တာတွေရောထည့်ပြောတာပေါ့နော်အဲအဲ့လိုမျိုးပေါ့ခါအဲ့လိုအုပ်စုလိုက်ကြီးရဒီထုတ်လုပ်သူဘက်ကိုပါတယ်မကြည်နိုင်တဲ့လာရှင်းနေပါတယ်ဖြစ်ကုန်ဖြစ်ကုန်တော့အခု ထပ်ပြီးတော့ထုတ်လုပ်သူနဲ့အလုပ်ကိစ္စပြောဖို့ကလည်းဩဂတ်လ26ရက်နေ့မှာဖြစ်ပြီးတော့ထုတ်လုပ်သူကအချိန်မတော်ဖုန်းဆက်တာကဩဂတ်လ6ရက်နေ့ဖြစ်ကြောင်းပါအလုပ်ကိစ္စမှမရှိသေးဘူးပေါ့အဲ့ဒီအချိန်မှာဘလို့ဖြစ်လဲဆိုတော့ဖြိုးလေးတို့ဝါဆိုမိုးတို့အတွေ့ရှိတယ်သူတို့ကကြတော့မင်္ဂလာဆောင်မှာသူတို့များနဲ့မောင်လုပ်ပေးလိုက်တာလို့ပြောတယ်ခုနကထွန်းထွန်းကကြတော့သူကသူများနဲ့မောင်လုပ်တယ်လို့ပြောတယ်ဘသူကအစ်စ်လေပရိသတ်တရားတိချင်းမြန်ရောအဲအဲ့လိုမျိုးပေါ့နော် နောက်ဆုံးအခုဘာဖြစ်သွားလဲဆိုတော့တယောက်နဲ့တယောက်အပြန်အလှန်ဥပကလည်းတောင်းမန်းနဲ့ဒီဘက်ကလည်းခွန့်လွတ်ပါတယ်နဲ့ပွဲပြီးသွားပါတယ်အဲ့တော့ဆက်စုမပူလို့တွေကိုပြောချင်တာအရင်ကြီးမပြောနိုင်အောင်ပေါ့နော်48နာရီ82နာရီလောက်စောင့်ကြည့်ပြီးမှပြောဖို့ပြောချင်တယ်နော်အဲ့ဒါလေးလာပြီးတော့အချင်းချင်းလေးပြောပြတာပါ